ဝမ်းနေတာကိုဝမ်းနေတာနဲ့ဖယ်ရှားလူကဝမ်းနေတတ်တယ်ကာမဂုဏ်အာယုန်တွေရလာပြီးတဲ့အခါမှာအဲ့ဒါတွေအတွက်ကိုယ်စိတ်တိုင်းကြမဖြစ်တော့မလိုချင်တာတွေရရင်လည်းလူကဝမ်းနေတယ်ကာမဂုဏ်အာယုန်တွေနဲ့ပတ်သက်တဲ့ဝမ်းနေမှုတွေလူများစုမှာရှိတယ်ဝမ်းနေတယ်ခြေကွဲတယ် depression ဖြစ်တဲ့လူတွေမှာလေအဲစိတ်ဖိစီးမှုတွေဖြစ်တယ် stress တနေ့ကဂျာနယ်တစ်စောင်ထဲမှာဖတ်လိုက်ရတယ်ပြုတ်ပြီမှာတမိနစ်ကို တယောက်ကြကိုယ့်ကိုစူးစိုက်လုပ်ပြီးသိနေတယ်လို့ဒီလိုတွက်ချက်ထားတယ်ပေါ့နော်ကိုယ့်ကိုစူးစိုက်လုပ်ပြီးတော့သေတဲ့နှုံးကိုရှာလိုက်တဲ့အခါမှာဟိုသေတဲ့ဥယျာဉ်နဲ့ဒီစက္ကန့်နဲ့ဟိုမိနစ်နဲ့တွက်ကြည့်လိုက်တဲ့အခါကျတော့10မိနစ်စက်ဖွင့်ကသာတော့2မိနစ်ကိုတယောက်ကြသိနေတယ်လို့ဒီလိုကိုယ့်ကိုတတ်သိနေကြတယ်ဒါကတရုတ်နိုင်ငံတနိုင်ငံတည်းကိုပြောတာနော်တကယ်ပါလုံးမှာဆိုရင်ဒီ stress ဆိုတဲ့စိတ်ဖိစီးမှုကြောင့်လူတွေဟာ ဒီတစ္ဆကံမှာတယောက်တတ်သေးနေတာရှိကောင်းရှိနိုင်တယ်ပေါ့။ဘုန်းကြီးတို့သတိလင်္ကာမှာနေတဲ့အချိန်တုန်းကဆိုသတင်းတာထဲမှာတနည်းကိုတယောက်နှစ်ယောက်အများကြီးလို့ပါစူးစိုက်လောက်တာစူးစိုက်လောက်တာစူးစိုက်လောက်တဲ့သတင်းကဒါသတင်းတာထဲမှာရေးတာမရေးတာတွေလည်းရှိကောင်းရှိလိမ့်မယ်။ဘာဖြစ်လို့စူးစိုက်လောက်တုံးဆိုတော့သတင်းတာထဲမှာရေးထားတာအဖေကအရက်တောက်လို့တဲ့တားကစူးစိုက်လောက်တယ်။အဖေရက်တောက်တယ်နဲ့တားကသူ့ကိုသူတတ်သေးတယ်။ဒါတော့ရှိတယ်နော်။ ဒါကသတင်းစာတွေမှာကိုယ်တိုင်ဖတ်ခဲ့ရတာတတိယလို့ပြန်ပြောပြတာပါအဲ့ဒါတွေကအခုကိုယ်တတ်သေးတယ်ဆိုတာဒါဝမ်းနဲ့ခြေကွဲမှုတွေပဲကာမဂုဏ်အာရုံနဲ့ပတ်သက်လာတဲ့မကျေနပ်မှုတွေဒါတွေရှိတယ်အဲ့ဒီမကျေနပ်မှုတွေကိုတဲ့ဝိပဿနာဉာဏ်ရှင်းကြံကြုတ်ကိုအားထုတ်ရင်ယဟန္တာမဖြစ်ရလို့သောတာပန်မဖြစ်ရလို့တဂရဂံမဖြစ်ရလို့တရားတို့တရားမြတ်မရသေးလို့ဆိုတဲ့မကျေနပ်မှုနဲ့အစာထုတ်ဖယ်ရှားလိုက်ပါလား